ငယ်ရတိုက်ခဲ့တဲ့ပချင်းလေးဖြစ်တယ်။ဟိုကိုကိုရိုင်းကလည်းအရင်ကတည်းကပေါ့နော်ဒီပချင်းလေးကိုငါတစ်ချိန်ချိန်မှာစာပါလေးပြန်ဆိုနိုင်အောင်တော့ငါပေါ့နော်လုံမယ်ပေါ့အဲ့လိုမျိုးလေးတော့စိတ်ကူးစိတ်တန်းလေးလည်းရှိတယ်။ဒီရက်တုံးတန်းကိုလည်းကာမဆောင်းလေးပြန်မဆိုးပြဖို့ပေါ့နော်။ ။ဘာလို့လဲဆိုတော့ကာဘာဆောင်းဆိုတာဟိုအရန်လဲတာဝန်ကြီးတယ်။ငွေရင်းကိုဘလို့မှလိုက်လို့မှီနိုင်မှာမဟုတ်ဘူးဖြစ်တဲ့အတွက်ဒါအရန်တာဝန်ကြီးရဲ့ဥစ္စာလေးကိုနည်းနည်း challenge ခေါ်တဲ့အနေနဲ့ရွယ်လုပ်ဖြစ်တာပါဟုတ်။အရန်ကြီးလဲဟိုအကြီးကြီးကျယ်ကျယ်ကြီးတော့မလုံနိုင်ဘူးပြည့်ရဲ့အနေနဲ့ကတော့ဒါပေမဲ့လို့ ရွယ်တက်နိုင်တဲ့အားလေးနဲ့ကိုအကောင်းဆုံးလေးတော့ဖန်တီးထားရပါတော့ဒါရွယ်ရွယ်ဘွားမှာဘတ်ချက်အများဆုံးသုံးမှုတာပေါ့နော်တခါမှလို့ဘတ်ချက်ဒီကိုယ်ကမသုံးဘူးတခါမှလေအဲ့လိုမျိုးဆိုတော့လေအဲ့ဒီတစ်ခေါက်လေးတော့အများကြီးတော့အားစိတ်ထားပါတယ်ဟုတ် စ်စဲသားနဲ့ကျက်သိန်းပေါင်း2000ကျေးဇူးတုံ့ပြန်ပေးအပ်ခဲ့ပြီးဖြစ်ပါရဲ့ကျက်သိန်းပေါင်း9000လေးရာမဟာတကြံအကျိုးကျက်သိန်းပေါင်း100မဟာတကြံအချူပရိုမိုရှင်ကျက်သိန်းပေါင်း900စုစုပေါင်းကျက်သိန်းပေါင်း900ကိုလည်းပေးအပ်သွားအောင်ပါပဲဖြစ်ပါရဲ့လှစင်လာတဲ့မကုန်မချင်းပေးအပ်နေတဲ့ကျက်သိန်းပေါင်း9000ကန်ချူဖို့နိုင်ငံကျော်စိတ်အေဂရီအာမခံစိတ်ရွှေတနာလက်ကားစိတ်တိုင်းကြီးကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရဲ့ရှင်အာဖန်တီဖြစ်တာကတော့ဒီသချင်းလေးကိုရွယ်ငယ်ငယ်တည်းကကြိုက်တယ်ပေါ့နော် အဲကြိုက်တော့ဟိုတနေ့ကြရင်တော့ငါဒီတချင်းလေးကိုခါမပြန်စုံနိုင်အောင်တော့ငါစူးစမ်းမယ်ဆိုပြီးတော့အဲ့လိုလေးစိတ်ကူးလေးအရင်ကတည်းကရှိရပါတော့အခုကအဲ music ပုံစံလေးကိုအဲဆိုဆိုတာကတော့ဘာမှတော့မပြောင်းလဲဒီတိုင်းလေးပဲပေါ့နော်တန်ပိုလေးမြန်သွားတာပဲရှိရဲ့အဲ့ဒါလေးကိုခါပါလေးပြန်လို့ဖြစ်တာပါဟုတ် အများကြီးတာဝန်ကြီးရပါဘာဖြစ်လို့လဲဆိုတော့မူရင်းကိုဘလို့မှမမိန်နိုင်ဘူးလေနော်အဲ့တော့ရွယ်ရွယ်ကလှုပ်ချင်တဲ့စိတ်လေးတော့ရှိရဲလှုပ်ချင်တဲ့စိတ်လေးနဲ့ဟိုအကောင်းဆုံးဘလို့ performance နေရောဟို music style နေရောရောတချင်းသွင်းတာမှအဆပါဘောနော်အဲအဲ့လိုမျိုးလေးဟိုတေးရေးဥဆိုးလေးရလဲအကြံပေးရပါဘောနော်အဲ့တော့ဟိုအများကြီးတော့ဟိုအားရှိရတာပါဘော ဘလို့သဘောကျလဲဆိုတော့ရွယ်တို့ငငယ်တော့ကလေအဲ့လိုတငယ်ချင်းတွေနဲ့ KTV သွားရတယ်ဆိုလို့ရှိရင်အဖွင့်တခြင်းကအဲ့တခြင်းပဲဆိုတာပဲကိုရေအရင်ဆုံးလေအဲ့ဆိုတော့ဟိုအများကြီးတော့အားစိုက်ထားတယ် deep လည်းဖြစ်တယ်ပေါ့နော်အဲ့တခြင်းလေးကိုအရင်ကြိုက်တယ်ဟုတ်အရင်တောင်ဝန်ကြီးတော့တစ်ခေါက်နဲ့ဆင်မပြေဘူးထင်လို့နောက်တစ်ခေါက်ပြန်သွင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်မှုမပါနေတဲ့နေရာလေးကိုဥဆိုးကနေမှရွယ်ဒီနေရာလေးတော့ဒီလိုလေးဆိုလိုက်ပါလားဆိုတော့ အဲ့လိုမျိုးဥဆိုဂိုင်းလိုင်းချပေးတဲ့အတိုင်းလေးပဲယူရဲဆိုလိုက်တာပါငငယ်တွေကကြိုက်ခဲ့တဲ့သချင်းလေးဖြစ်တယ်ဟိုကိုကိုတိုင်းကလည်းအရင်ကတည်းကပေါ့နော်ဒီသချင်းလေးကိုငါတစ်ချိန်ချိန်မှာစာပါလေးပြန်ဆိုနိုင်အောင်တော့ငါပေါ့နော်လုံမဲ့ပေါ့အဲ့လိုမျိုးလေးတော့စိတ်ကူးစိတ်တန်းလေးလည်းရှိတယ်ဒီရက်တုံးတန်းကိုလည်းကာပါဆောင်လေးပြန်မဆိုပြဖို့ပေါ့နော်ဘာလို့လဲဆိုတော့ကာပါဆောင်ဆိုတာဟိုအရန်လေးတာဝန်ကြီးတယ်ငွေရင်းကိုဘလို့မှလိုက်လို့မှီနိုင်မှာမဟုတ်ဘူးဖြစ်တဲ့အတွက် ဒါအရန်တာဝန်ကြီးရဲ့ဥစ္စာလေးကိုနည်းနည်းချဲလန့်ခေါ်တဲ့အနေနဲ့ရွယ်လုတ်ဖြစ်တာပါဟုတ်2025မှာမှရွယ်ရပြန်ပြီးတော့တချင်းနေလုတ်ဖြစ်တယ်ပြီးတော့ကိုပိုင်တချင်းနေဘာမှမထွက်ဖြစ်ခင်မှာอืมရှင်းခမများတဲ့မှာကိုကုမဆိုတဲ့ချင်းလေးအရင်ဆုံးဘောနော်ထွက်ဖြစ်တယ်ဘောနော်အဲ့တော့အဲ့ဒီကမှာပါတဲ့ချင်းလေးရလဲနည်းနည်းထွက်ဖြစ်တယ်ဆိုတော့ဒါပြန်ဆိုတီးလေးပဲပြန်ဆိုတီးကမှမူရင်းကတော့အနီမေစီကိုကုမကတော့ဒါလေးကတော့အနီခိုင်ရဲ့ချင်းလေးကိုကိုကပြန်ဆိုတီးအနေနဲ့ ပြန်ပြီးတော့ပုံဖော်တာပေါ့နော်အဲ့တော့ဒီတချင်းလေးတွေကိုထွက်လာလို့ရှင်တော့အများကြီးအားပေးဖို့တော့ရွယ်မျှော်လင့်ပါတယ် music video ကကြတော့ဟိုအရင်တော့အရွယ်ရိုက်ဖူးတဲ့ပုံစံတွေလိုမျိုးဟိုသွားမယ်ဆိုလို့ရှင်ရဲ့ဒါပြိသက်မျက်စီထဲမှာယူမယ်ပေါ့နော်ရွယ်တစ်ခါမှမလုပ်ဖူးတဲ့အကတွေရဲ့တစ်ခါမှမလုပ်ဖူးတဲ့ music style လေးတွေရဲ့တစ်ခါမှမလုပ်ဘူးတဲ့ make up look တွေရဲ့သဘင် look တွေရဲ့ပေါ့နော်အဲ့ဒါတွေအကုန်လုံးပြောင်းလဲဖို့အတွက်ရွေးဘေးနာမှာရှိရတဲ့ငွေချင်းတွေ ပြီးတော့ဟိုမိတ်ကဆရာအာထရမ်ပေါ့နော်သူဆိုရင်လည်းအများကြီးဟိုအင်ကြီးအဝတ်စားအသွားပြီးတော့ဝယ်ထားမှာအစစတိုင်လစ်လုပ်ပေးတယ်ပြီးတော့သပင်အတွက်ကလေဒီဝေပေါ့လေဒီဝေကလည်းသပင်မိုက်စားတွေလုပ်ပေးတယ်ပြီးတော့လေဒီဝေရဲ့ဟိုတငယ်ချင်းနဲ့ကာလေးဆိုတဲ့တငယ်ချင်းကလည်းအဲဒီသပင်မိုက်စားတွေကိုလုပ်ပေးတယ်ဒီ music video လေးကနှစ်ရက်တိတိရိုက်ထားပါပေါ့နော်အဲ့တော့ဟိုဈားထဲမှာဘလုံးမမထင်ထားတဲ့ကတ်လေးတွေပါပါမယ်ပေါ့အားကြောင့်မလို့ပါ

ကားတဲ့ရက်နဲ့ရိုက်တဲ့ရက်နဲ့ကပေါင်း3ရက်4ရက်လောက်ပဲခြားရဲဆိုတော့လေအဲ့တော့နည်းနည်းလေးတော့ဒီ music video ကြည့်ရတဲ့အခါမှာအမားလေးတွေပါသွားတယ်ဆိုရင်ရွှေချိုးပြီးတော့တောင်းမှာတယ်လို့အရန်နေပူတာဝင်အရန်ပူတဲ့အချိန်မှာဒါကိုကမပူကြောင်နေစောင်းပြီးတော့ဒီလားအလိုတွေလုံးရတယ်ပြီးတော့ကတဲ့ဟာကိုကကြက်လည်းမရှိဘူးလေအရင်ကတည်းကလည်းကတဲ့အချိန်မှာငါတချင်းသာဆူလိုက်ချင်တယ်ဆိုတဲ့စိတ်လေးတော့ဖြစ်တယ်ဒါပေမဲ့ငါလုံးမရမယ်အော်ရွေးတို့ ဘေးနာတငယ်ချင်းတွေရောမိတ်ခတ်ဆရာတွေကတော့လုံးဝဒီတေးမီအေးတွေကြီးပဲအကုန်လုံးကမေမေရွယ်ဒီလိုနေရာမှာဒီလိုနေမှကိုရမယ်ဆိုတော့အခုမှကြက်ကြက်ထုတ်ထုတ်ကြည့်လဲနေရတယ်အဲ့တော့ကရမယ်မရဘူးကဘယ်လိုချိန်မှဘယ်လိုလုပ်ရမလဲဘယ်လိုချိန်မှဘယ်လိုလုပ်ရမလဲတကယ်တော့ကိုကဘာမှတိတ်ပြီးတော့ဟောမဖြစ်ဘူးဆိုတော့လဲ management နေမကောင်းခဲ့လို့ပေါ့နော်ကိုကိုယ်တိုင်ကလည်းညောခဲ့တဲ့ချိန်တွေလည်းရှိရပေါ့နော်အဲ့တော့ဟို management ကောင်းကောင်းလေးနဲ့သူတို့လုပ်ပေးရဆိုတော့အများကြီးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့အဲ့ဒီချင်းရအောင် အဲအဲ့လိုကြီးတော့မမျောလင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွယ်သေးဟိုတချင်းနဲ့ကိုချစ်တယ်အဲ့တော့ကိုကိုပုံစံနဲ့မတူတဲ့ပုံစံလေးနဲ့ပြန်ပြီးတော့ထွက်ချင်တယ်ပေါ့နော်အဲ့တော့ခံဘတ်အနေနဲ့ကလည်းကောင်းကောင်းလေးဖြစ်ချင်တာဖြစ်တဲ့အတွက်ရွယ်ကောင်းဆုံးလေးဖန်တီးလိုက်တယ်ဆိုပြီးတော့ပဲရွယ်သဘောထားပါတယ်ဟုတ်အော်ဒါကတော့ဟိုဘယ်လိုပြောရမလဲကိုကောင်းအောင်လုပ်ရင်တော့ကောင်းကောင်းလေးတော့ဝေဖန်ကြမယ်ထင်ပါတယ်ဒါအကောင်းအဆိုးရွယ်ရလေး ိုအများကြီးကိုစဉ်းစားပြီးသားဆိုတော့လေဘလိုပဲဖြစ်ဖြစ်ဒီပြန်စူတီးလေးမှာအတက်နိုင်ဆုံးရွယ်ကိုဟိုအပိရဆိုတော့ရွယ်ပြောတာပေါ့နော်ဟုတ်ဟောအများကြီးလည်းကျေးဇူးတင်တယ်ဒီထက်ပိုပြီးတော့လည်းအများကြီးလည်းကားစေချင်တယ်ဟိုဟိုပြောရတာပေါ့နော်စစချင်းရွယ်တို့ဒီအကျန်းလေးပေါ့နော်အေး chorus အပိုက်လေးကိုမတင်ခင်မှာလည်းစိုးရင်စိတ်ဖြစ်တယ်ဒါဖြစ်လို့လဲဆိုတော့ကိုကအခုမှရိုက်နေတော့မယ်ဟိုတင်လိုက်ရင်ကောင်းမှာမလားပေါ့နော် ါပေမဲ့အဲ့နေမှာလဲမင်းသားဂူဂူကနေပြီးတော့မှအာမရွယ်တူတူကကြရအောင်ကကြမယ်ဂူဂူကိုလည်းအခုညီတောင်းထားတဲ့ခါကျတော့အာသူနဲ့တူတူကထားတဲ့ဟာလေးကိုအရင်ဆုံးတင်လိုက်တယ်ပထမတရက်နှစ်ရက်လောက်ကတော့အရန်ကြီးတော့မသိတာဘူးเนาะနောက်ရက်ကျတော့အကုန်လုံးလိုက်ဆော့ပေးကြတယ်ဆိုတော့အိုးအရန်ကိုဝမ်းသာတယ်ပျော်ရတယ်ပေါ့เนาะဟုတ် music video ထဲမှာဂူဂူပါမယ်အဒမ်းစားတွေပါမယ်ပြီးတော့အဲ့မှာမင်းသားနဲ့တွေ့တဲ့အခါမှာတစ်ဖြက်တစ်ကက်အကူအညီပေးထားတဲ့ငွေချင်းရွှေမမလည်းပါမယ်အာပြီးတော့အဲဒီထဲမှာ DJ DJ တမားလည်းပါမယ်ပေါ့ဟုတ်ဟိုရေအခုရိုက်ထားတဲ့ပုံစံလေးရလေဟိုကောင်းလေးတယောက်ကို crush ပြီးတော့အဲ့လိုမျှော်လင့်နေတဲ့ပုံစံလေးပေါ့နော် story လည်းမဆန်ဘူး story ဆန်ဆန်ကြီးလည်းမသွားဘူးပေါ့နော်အဲ့တော့အကတွေနဲ့ ဟိုမရိုးဤသွားအောင်တော့ကိုကတော့ဟိုဖန်တီးထားပါတယ်ဒါဒရိုက်တာကောက်ခန့်ရှင်းရလဲအကောင်းဆုံးရိုက်ပေးထားတာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ထွက်လာလို့ရှင်ဝါကလေးဖြစ်သွားစေရမယ်ပုံစံလေးတော့ဖြစ်ဖြစ်ဖြစ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန်ကြီးလဲဟိုအကြီးကြီးကျယ်ကျယ်ကြီးတော့မလုံနိုင်ဘူးရွေရဲ့အနေနဲ့ကတော့ဒါပေမဲ့လို့ရွေရဲ့တက်နိုင်တဲ့အားလေးနဲ့ကို အကောင်းဆုံးလေးတော့ဖန်တီးထားရပေါ့နော်ဒါရွေးရွေးဘွားမှာဘတ်ဂျက်အများဆုံးသုံးမှုတာပေါ့နော်တခါမှလို့ဘတ်ဂျက်ဒီကိုယ်ကမသုံးဘူးတခါမှလေအဲ့လိုမျိုးဆိုတော့လေအဲဒီတစ်ခေါက်လေးတော့အများကြီးတော့အစိုက်ထားပါတယ်ဟုတ်ဟုတ်ကဲ့တချင်းလေးကတော့ရွေးခမ်းမန်းကြီးပေါ့နော်အခုလာမယ့်25ရက်နေ့မှာရွေးထွက်ပါမယ်လို့စဉ်းစားထားပါတယ်အဲ့တော့ခုကလည်းပြီးတဲ့တရောက်လေးတွေပြီးနေပြီပေါ့နော်နတ်ဖြန်လောက်ဆိုရွေးကာဗာအက်လေးတင်မှာပေါ့အဲ့လေးလည်းအာပုံစံဆက်ဆံလေး ဖြစ်ရမှာပေါ့အဲအဲ့ဒါတော့မပြောတော့တတိတတိနဲ့ဆိုကိုလည်းမသိတော့ဘူးကုံနာတော့ကုံတယ်ရွှေတော့မရှိတော့ဘူးစိတ်ချရတဲ့နေရာရောက်ကုန်ပြီဟုတ်လဲဆိုဒီသချင်းမှလည်းစပွန်ဆာရှစ်လည်းမရှိဘူးအဲ့တော့ကိုကကိုကုန်ခံပြီးရိုက်ရတာဖြစ်တယ်ပြီးတော့ဥစိုးကလည်းရွေးနေဒီသချင်းလေးကိုတော့ဥစိုးကြီးဒီသချင်းလေးကိုတော့ကြိုက်တယ်သမီးဒါလေးပြန်စိုးချင်တယ်ဆိုတော့โอเคစိုးကွာဆိုပြီးတော့ပဲပြောလိုက်တာဆိုတော့ အဲဒါအဲ့ဒီဘက်မှာတော့မချက်လေးကတော့နည်းနည်းတတ်တာပါရယ်ပေါ့နော်ဒါအဥစိုးစိုးလည်းကျေးဇူးများကြီးတင်ပါတယ်လို့ကျန်တဲ့ဟာတွေကတော့ကိုယ့်အကူအကတွေရောတည်ရမလားအဲ့လိုမျိုးယူတဇေးကမှဆာအကုန်လုံးကိုလေတည်လာဘိနာတငယ်ချင်းတွေလည်းအကုန်ပင်ပန်းဆက်ရက်ပို့လေအော်နင်ကရိုက်ရတာဖြစ်နေလို့ငါတို့တော့ပင်ပန်းတာနင်ဆိုတော်တော်ပင်ပန်းမှာနော်အဲ့လိုပြောတယ်အေးဟုတ်ကဲ့ဒါတော့ငါသိမဟုတ်သေးဘူးလို့ဒါမှလောက်ထားတာလည်းမရှိဘူးလို့ဘိနာမှာဝန်းရံပေးတဲ့သူတွေအများကြီးကျေးဇူးတင်ပါတယ်လို့